ဒီဗီဒီယိုဖိုင်လေးကိုကြည့်နေတယ်ဆိုလို့ရှင်ရဆုံးအောင်ထိနားထောင်သွားပါမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ10လပိုင်းတွင်ဗုဒ္ဓဟူရာဟုသာသမီမိတ်ဆွေတွေအားလုံးတို့ကဲကြမာဆိုးကောင်းနှင့်တလဆာဆောင်းရံရှောင်းရံများကို ကျွန်တော်ဖတ်ကြားပေးသွားမှာပဲဖြစ်ပါတယ် ဗုဒ္ဓဟူရာဟူသာသမီးမိတ်ဆွေတွေဆယ်လပိုင်းတလတာမှာအလုံနေရာပြောင်းရွှေ့ရမယ်အလုံနဲ့ပတ်သက်သော ခရီးတွေသွားရမယ်ပို၍ကောင်းသောနေရာပို၍ကောင်းသောအလုပ်တွေကိုလည်းလောက်ကင်ရတတ်ပြီးတော့အလုပ်ကင်တွေတိုးချဲ့ရမယ်မိမိစူးစားလှုပ်ဆောင်သမျှတွေအကျိုးပေးအရာထင်ပြီးတော့ကံကောင်းခြင်းအောင်မြင်ခြင်းအံ့ဩစရာကိစ္စတွေမျှော်လင့်မထားတာတွေကိုဒီဆယ်လပိုင်းတလတာမှာကျွန်တော်ရဲ့ဗုဒ္ဓဟူရာဟူသာသမီးမိတ်ဆွေတို့အနေနဲ့တွေ့ကြုံပိုင်ဆိုင်ရ Madhavare, မိမိလက်ရှိလောက်ကိုင်းနေသောစီးပွားရေးလုပ်ငန်းတွေခက်ခဲမှုတွေအနေငယ်ကြုံတွေ့နိုင်ရပေမဲ့လည်းမိษွေတို့ဒီအလုပ်တွေနဲ့ပတ်သက်ပြီးတော့လူမျိုးသားလူမျိုးကွဲတို့ဤအကူအညီကြောင့်ထင်ပေါ်ကျော်ကြားအောင်မြင်မှုတွေရရှိတတ်ပါတယ်။အဲတော့ကျွန်တော်ရဲ့ဗုဒ္ဓဟူးရာဟူးသားသမီးမိษွေတို့အနေနဲ့ဒီဆယ်လပိုင်းတလားဒါမှာအလုပ်ကိုင်းနေတဲ့ဒီစီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့တနင်္ဂနွေနံလုပ်ငန်းတနင်္ဂနွေနံလုပ်ငန်းတွေကိုလောက်ကိုင်းနေတဲ့သူတွေဆိုလို့ရှိရင်တတိထားပြီးတော့လောက် ြင်သင်ပါတယ်မိတ်ဆွေတို့ဒီစီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့အပြိုင်တိုက်ခံလေးတွေကြုံရတတ်ပါတယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့မိမိစိတ်တိုင်းကြမဟုတ်တော့လဲပဲလက်လာပါကံဒီအားကောင်းနေမယ်ကျွန်တော်ရဲ့ဗုဒ္ဓဟူရာဟူသာသမီးမိတ်ဆွေတို့အနေနဲ့24ရက်အတွင်းမှာငွေစုလိုက်ပြုံးလိုက်ဝင်လာတတ်ပါတယ် မိသားစုအတွင်းမှာအလူတန်းပြုရမယ်မိမိတို့အိမ်မှာရှိသောမိသားစုဝင်တွေတဦးပြီးတဦးကျမ်းမာရင်ညံ့နေတတ်ပါတယ်မိဆွေတို့ရဲ့အိမ်တော်ဘက်မိသားစုဝင် များကြောင့်စိတ်အာရုံ နောက်စရာကိစ္စလေးတွေဝင်လာတတ်ပြီးတော့မိမိအားပန်းဝင်ခြင်းမှာတပုတ်လေးလင်းပြောဆိုခံရတတ်ပါတယ်ချစ်သူကြီးစားများမိမိချစ်သူမိမိအပေါ်မှာ ADHD ဖြစ်နေပြီးတော့မိမိပေါ်မှာစိတ်မပါသလိုဖြစ်နေတတ်ပါတယ် ဗုဒ္ဓဟူရာဟုသာသမီးမိတ်ဆွေတို့အနေနဲ့မိမိအားပန်းဝင်ခြင်းမှာကောင်းတဲ့ရင်ပဲပြောပြော ဆိုးတဲ့ရင်ပဲပြောပြော မိတ်ဆွေတို့အနေနဲ့ဒေါသမာမာနတွေနဲ့မပြေရှင်းပါနဲ့ဆယ်လပိုင်းဆိုတဲ့ကာလမှာကျွန်တော်ရဲ့ဗုဒ္ဓဟူရာဟုသာသမီး မိတ်ဆွေတို့အနေနဲ့မေတ္တာဖြင့်နေထိုင်မှသာငြိမ်းချမ်းသောကာလပဲဖြစ်ပါれဗုဒ္ဓဟူရာဟုသာသမီးမိတ်ဆွေတို့အနေနဲ့အလုံအင်တာဗျူးစာမိုးဝဲအောင်မြင်မဲ့စာမိုးဝဲဖြေဆိုကာနီးကာမှတငယ်ချင်းကိုအကြောင်းပြုပြီးတော့မလိုလားသောပြဿနာလေးတွေဝင်လာတတ်ပါれကျွန်တော်ရဲ့ဗုဒ္ဓဟူရာဟုသာသမီးမိတ်ဆွေတွေကျမ်းမာရေးအနေနဲ့ရခင်ဖြစ်ပေါ်ခဲ့သောယောဂဝေဒနာဟောင်းလေးတွေပေါ်လာတတ်ပြီးတော့မိတ်ဆွေတို့အနေနဲ့အစာမခြင်းသွေးပောင်ခြင်းမမှန်ခြင်း ကြည်ပောင်းယောဂဇက်ကြောတိုက်ယောဂဝေဒနာလေးတွေခံစားရတတ်ပါတယ် အဲ့တော့ကျွန်တော်ရဲ့ဗုဒ္ဓဟူးရာဟူသာသမီးမိတ်ဆွေတို့အနေနဲ့ဒီဆယ်လပိုင်းတလားဒါမှာအရေးကြီးကိစ္စတွေကိုသွားရောက်ရန်ရှိတော်သူတွေဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့3ရက်25ရက်26ရက်28ရက်နေ့တွေမှာအရေးကြီးကိစ္စတွေကိုဆောင်ရွက်မယ်ဆိုလို့ရှိရင်ကံတရားရဲ့ထောက်ပံ့ကောင်းတွေမိမိတို့မှာကုညီမဲ့သူတွေနဲ့စုံရတာမျိုးတွေကိုလှုပ်ဆောင်တဲ့ကိစ္စလေးတွေစားစားရရာအစဉ်ပြေစေမှုတွေရရှိစေမှာပဲဖြစ်ပါတယ် ဲ့တော့ကျွန်တော်ရဲ့ဗုဒ္ဓဟူရာဟူသာသမီမိတ်ဆွေတို့အနေနဲ့ဒီဆယ်လပိုင်းတလတာမှာအရေးကြီးကိစ္စတွေကိုသွားရောက်ရန်ရှိသောသူတွေဆိုလို့ရှိရင်2ရက်4ရက်6ရက်7ရက်နေတွေကိုရှောင်ရှားတင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဗုဒ္ဓဟူရာဟူသာသမီမိတ်ဆွေတို့အနေနဲ့အရေးကြီးကိစ္စတွေကိုတွားရောက်ရန်ရှိသောသူတွေဆိုလို့ရှိရင် မိတ်ဆွေတို့ရဲ့အတုံးဆောင်အဝိစာပစ္စည်းတွေမှာခဲရောင်အညိုရောင် ကော်ဖီရောင်ပါတော့လက်ကီကာလာလေးတွေကိုရွေးချယ်ပြီးတော့ဝစ်စင်တင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဗုဒ္ဓဟူရာဟူသားသမီးမိတ်ဆွေတို့အနေနဲ့ ठी ဝါသနာပါတော့သူတွေ ठी ကန်ဆန်းကျင်တယ်ဆိုလို့ရှိရင်ဒီဆယ်လပိုင်းမှာမိတ်ဆွေတို့အနေနဲ့၄ဆ၅ဆုံပါတော့ ठी နံပါတ်တွေကိုရွေးချယ်ပြီးတော့ကန်ဆန်းတင်ပါတယ် အဲ့တော့ကျွန်တော်ရေဗုဒ္ဓဟူရာဟူသာသမီမိတ်ဆွေတွေအားလုံးဒီ၁၀လပိုင်းတလတာမှာငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အစဉ်ပြေစေဖို့လက်လာပါတွေနဲ့ပတ်သက်ပြီးတော့ရှင်လန်းစေဖို့ဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့အစဉ်ပြေသောသူတဦးကို လိန်မော်ရေအချိုရေပေါ့နော်တဘူးသောမဟုတ် လိန်မော်သည်ဘလောက်ပဲဖြစ်ဖြစ်ပေါ့နော်မိမိအစဉ်ပြေသလိုပြေးပြီးတော့ငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အစဉ်ပြေစေဖို့စူးတောင်းပေးရမှာပဲဖြစ်ပါတယ် ဲ့တော့ကျွန်တော်ရဲ့ဗုဒ္ဓဟူးရာဟုသားသမီးမိษွေတွေအားလုံးဒီဆယ်လဝိုင်းတလားတာမှာညံ့နေတဲ့ကိစ္စတွေပြေပြောက်ပြီးတော့ကောင်းနေတဲ့ကိစ္စတွေပုံမကောင်းတဲ့ကောင်းအောင်ဆိုလို့ရှိရင်မိမိတို့ရဲ့မွေးနေ့နဲ့ 6နာရီရနေပြီးတော့9နာရီတွင်မှထမင်းပေါ်မှာနိုးဆန့်ပြီးတော့နိုးဆန့်ထားသောစွန်းတပွဲသို့မဟုတ်ငကမောက်သည့်ခုနှစ်လုံးလှူဒန်းပြီးတော့မိษွေတို့မှာကြုံတွေ့နေရတဲ့ခက်ခဲဒုက္ခတွေကိုယုံယုံကြည်ကြည်လေးလေးနက်နက်နဲ့စူးတောင်းပြီးတော့လှူဒန်းပေးရမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဗုဒ္ဓဟူရာဟူသာသမီးမိษွေတွေအားလုံး၁၀လပိုင်းတလတာမှာအဆိုးဟူသမျှဝေးလွင်ပါစေကံကောင်းခြင်းမင်္ဂလာဖျားဖျားနဲ့ပြည့်စုံပြီးတော့ကံပွင့်လက်ပွင့်ပါစေလို့ကျွန်တော်စူးတောင်း ောင်းမြတ်တာပို့သားရင်ဗုဒ္ဓဟူရာဟူသာသမီးမိတ်ဆွေတွေအားလုံးတို့ဆယ်လပိုင်းတစ်လစာအတွက်ဟောစရံဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီနေရာမှာပဲအဆုံးသတ်ပါတယ်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်